ကာဇာမာအစ္စရေးရဲ့ရုတ်တရက်တက်ခတ်မှုကြောင့်လူပေါင်းရာနဲ့ချီ၍တည်ဆုံးခဲ့ပါတယ်။ထို့ပြင်ဂါဇာစစ်ပွဲအခြေအနေတွေကြောင့်ဂါဇာပါလက်စတိုင်းတွေရဲ့စာဝတ်နေရလည်းအရင်ထက်ပိုမိုပြီးတော့ငတ်မွတ်လို့လာနေပါဗျ။အတိကနယ်ဆက်ဖြတ်ကျော်ခိတ်တွေအလုံးကိုပိတ်ထားဆဲဖြစ်တဲ့အတွက်ကြောင့်ထောက်ပံ့ရေးပစ္စည်းတွေကဂါဇာကမ်းမြောင်ကိုခုနှစ်ပတ်ကျော်ကြာတဲ့အထိဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဂါဇာကမ်းမြောင်မှာကြုံတွေ့ရတဲ့အခြေချသောပိတ်ဆို့မှုဖြစ်ပြီးပျက်စီးလွယ်တဲ့ဇာတ်လမ်းရိပ်ခါစနစ်တကိုပိုမိုဆိုးရွားစေတယ်လို့ WFP ကကြေညာချက်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ဂါဇာမှာရှိတဲ့ကလေးသူငယ်အမျိုးသမီးတွေကြုံတွေ့နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။ Please stop. I am from Gaza. Help me, family. No home, no food, no water. Gaza. ဂါဇာကမ်းမြောင်ဒေသမှာအစားအစာနဲ့ဆေးဝါးတွေပုံမရရှိစေရတဲ့အစ္စရေးဝန်ကြီးချုပ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတွန်းအားပေးပြောဆိုလိုက်တယ်လို့ The Time of Israel သတင်းမှလည်းရေးသားထားပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂါဇာကမ်းမြောင်ဒေသအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေနဲ့ပတ်သက်ပြီးအခုသတင်းတပတ်အစောပိုင်းကအစ္စရေးဝန်ကြီးချုပ်ကိုတွန်းအားပေးခဲ့ကြောင်းလည်းပြောဆိုခဲ့တာပဲဖြစ်ပါဗျ။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအစ္စရေးကဂါဇာဒေသနဲ့လေကြောင်းတိုက်ခတ်မှုအကြိမ်200ကျော်လှုပ်ဆောင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါဒါချင်းစာနာထပ်ပံ့မှုများအတွက်ယခုလိုပဲနိုင်ငံတကာကအကူအညီပေးလျက်ရှိပါတယ်။ယခု April လအတွင်းဖြစ်ပျက်ခဲ့တဲ့သတင်းများဖြစ်ပါရရှင်။